American Australia နဲ့ဂျပန်ကာကွယ်ဝန်ကြီးတွေဟာဖိလစ်ပိုင်နိုင်ငံရဲ့ကာကွယ်ရေးစွမ်းဆောင်ရည်ကို မြင့်တင်ဖို့စင်ကူနိုင်ငံမှာသဘောတူညီခဲ့ကြပါတယ်။မဟာမိတ်လေးနိုင်ငံကာကွယ်ဝန်ကြီးစည်းဝေးမှာအခုလိုသဘောတူညီမှုရရှိခဲ့ကြတာဖြစ်ပြီးလွတ်လပ်ပြီးပွင့်လင်းတဲ့ Indo-Pacific ဒေသထူထောင်ရေးအတွက်ရည်မှန်းတယ်လို့ဆိုပါတယ်။ American ကာကွယ်ဝန်ကြီး Pete Hatchett, Australia ကာကွယ်ဝန်ကြီး Richard Marles, ဂျပန်ကာကွယ်ဝန်ကြီး Nakatani Jin နဲ့ဖိလစ်ပိုင်ကာကွယ်ဝန်ကြီး Gilberto Teodoro တို့ဟာ လက်တလောတရုတ်နိုင်ငံကတကူတော့အင်အားသုံးပြီးဒီဒေသတွင်တည်ငြိမ်အေးချမ်းရေးကိုပြတ်ပြားအောင်ချိန်ချောက်နေတဲ့အတွက်အထူးစိုးရင်စရာအခြေအနေဖြစ်နေတယ်လို့အစည်းအဝေးမှာတညီတညွတ်ထဲထုတ်ဖော်ပြောခဲ့ကြပါတယ်။ Innovative Data နိုင်ငံကရေချောင်း၊လေချောင်းလွတ်လပ်စွာသွားလောင်ခွင့်ကိုကာကွယ်ရမှာဖြစ်တာကြောင့်မာမိတ်ဖိလစ်ပိုင်နိုင်ငံကိုကာကွယ်ပစ္စည်းတွေတင်ပို့ဖို့လည်းဆုံးဖြတ်ခဲ့ကြပါတယ်။ဒါ့အပြင်ဒေတာတွင်ထောက်လိုင်းရေးနဲ့သတင်းချက်လက်ပူးပေါင်းရယူဖလှယ်ရေးအစီအစဉ်ကိုစူးစမ်းကြဖို့လည်းပြောပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းဂျပန်နိုင်ငံဟာအခုလောက်လုံခြုံရေးအဆိုးဆုံးအခြေအနေအရှုပ်ထွေးဆုံးအနေအထားနဲ့မရင်ဆိုင်ခဲ့ဘူးဘူးလို့လည်းဂျပန်နိုင်ငံသားဝင်ကြီးကသတင်းတောက်တွေကိုပြောဆိုပါတယ်။ဂျပန်နဲ့အမေရိကန်တို့ရဲ့မဟာမိတ်ပူးပေါင်းမှုကိုခြေခံထားပြီးတခြားမဟာမိတ်နဲ့ဘုံရီမှန်းချက်တူတဲ့နိုင်ငံတွေကြားကန်တာဆောင်ချိတ်ဆက်ပြီးတရုတ်ဟန်တားရေးကိုအင်းနဲ့အားနဲ့တိစောက်သွားရမယ်။ဒါအတွက်ဂျပန်နိုင်ငံကရှေ့တန်းကဥဆောင်သွားမယ်လို့လည်းဂျပန်ကာဝေးဝင်ကြီးကပြောဆိုပါတယ်ခင်ဗျာ။